အပြစ်ရဲ့သဘောတူညီထောက်မှုကိုဆက်ပြီးလေးစားလိုက်တာပေးကြဖို့ထိုင်းနဲ့ကမ္ဘောဒီးယားကိုအမေရိကန်နဲ့အစိုးရကတိုက်တွန်းတောင်းဆိုခဲ့ပါတယ်။ဒီဇင်ဘာ9ရက်နေ့ရှေ့ရနေ့တွေတုန်းကအရှိတောင်အာရှအင်းနီချန်နိုင်ငံကြားနေဆက်စည်ရေးတွင်းမာမှုတွေပြန်လည်စတင်လာပြီးကမ္ဘောဒီးယားကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ထိုင်းကလည်းနေဆက်မှာရှိတဲ့ကမ္ဘောဒီးယားစစ်ကမ်းတွေနဲ့ကာစီနိုယုံတစ်ခုကို F16 တပ်လျင်တွေအသုံးပြုပြီးဘုံကျဲခဲ့ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာပြီးခဲ့တဲ့ဇွန်လပိုင်းတုန်းကလည်း 9ရက်ကြာစစ်ခင်းတိုက်ခိုက်ခဲ့ဖူးပါတယ်။အဲ့ဒီနောက်အမေရိကန်သမ္မတနဲ့မလေးရှားဝန်ကြီးချုပ်တို့ရဲ့ဂျောင်းဝင်ဆက်ဆက်ပေးမှုကြောင့်အပြစ်ရသဘောတူညီမှုရရှိခဲ့ကြတာပါ။အခုတော့နေဆက်မှာစစ်ရေးအရာပြန်လည်တင်းမာလာပြီးအပြစ်ရသဘောတူညီမှုကလည်းဆက်ပြီးတည်မြဲဖို့မရေမရာဖြစ်လာပါတယ်။ဒီဇင်ဘာ၈ရက်ညပိုင်းမှာတော့အမေရိကန်အစိုးရရဲ့အမျိုးမဖော်လိုတဲ့အရာရှိတယောက်ကသမ္မတထရမ့်ဟောပရိပခောက်ကိုအဆုံးသတ်စေရေးဂတိကဝတ်တွေကိုအပြည့်အဝအဆက်လက်လေးစားလိုက်နာကြဖို့ထိုင်းရောကမ္ဘောဒီးယားကိုပေါင်း ဆက်သွယ်တိုက်တွန်းခဲ့တယ်လို့ပြောကြားခဲ့ပါတယ်ရှင်